နဖူကွဲခဲ့ပေမဲ့အလိုလဲနဲ့ပြိုင်ဘက်ကိုဒုက္ခကောင်းကောင်းပေးနိုင်ခဲ့တဲ့ထုံးမင်းအောင်ကျိုးသားသူတယောက်ရဲ့ဇွဲနဲ့လုံလောက်ကိုမြင်တွေ့ခဲ့ရတာဖြစ်တော့သွေးတန်တရရဲ့နဲ့နဖူတွေကွဲနေခဲ့ပေမဲ့ခြေထောက်နဲ့ချောင်းပေါ်မတ်တက်ရက်နိုင်နေသေးသေးတယ်ဘယ်တော့ခါမှအရှုံးမပေးဘူးဆိုတဲ့စိတ်ဓာတ်မျိုးနဲ့ထုံးမင်းဟာ time fighter တန်တုံကိုနောက်ဆုံးအချိန်အထိရှင်ပြိုင်ထိုးသက်သွားခဲ့တာပါထုံးမင်းဟာခုမှအသက်19နှစ်သာရှိသေးတဲ့လူငယ် fighter တယောက်ဖြစ်ပြီးတပတ်က time fighter တန်တုံကတော့33နှစ်ရှိပြီဖြစ်ပြီးအထွေထွေနဲ့တပါရောက်ထုံးမင်းတို့လိုဆရာကြီးတွေနဲ့ခေတ်ပြိုင်ဖြစ်ခဲ့တဲ့ fighter တယောက်ဖြစ်တယ်လို့တော့ပြောလို့ရပါတယ် နောက်ပြီးတော့တန်တိုဟာ time fight မှာလည်းချန်ပီယံတယောက်ဖြစ်ခဲ့သူဖြစ်ပြီးအဲ့လိုမွေတိုင်းချန်ပီယံတယောက်ကိုထွန်းမြောင်အနေနဲ့ရင်ဆိုင်သွားခဲ့ရတာဖြစ်ပါတယ်။အစောကြီးကတည်းကထွန်းမြောင်တဲ့ဒီပြိုင်ပွဲကမလဲကူနိုင်မှန်းသိပေမဲ့ထွန်းမြောင်အနေနဲ့ဘလောက်ထိလုံးပြနိုင်မလဲဘလောက်ထိယုံပြနိုင်မလဲဆိုတာကိုပဲပရိသတ်တွေကစောင့်ကြည့်ခဲ့ကြတာဖြစ်သလိုထွန်းမြောင်တယောက်ဘလောက်ထိစွမ်းဆောင်ရည်တက်လာခဲ့ပဲလက်စွမ်းတွေပို့ပြီးတော့တိုးတက်လာခဲ့သလားဆိုတဲ့ပုံစံအနေနဲ့စောင့်ကြည့်ခဲ့ကြတာဖြစ်ပါတယ်။တကယ်တကယ်ရှင်မြိုင်ထိုးတဲ့အခါမှာလဲထုံးမြောင်မញ្ញမ်းခဲ့ဘူးလို့ဆရာမဖြစ်ပြီးတပတ်က Wine Fighter တယောက်ဖြစ်တဲ့အတွက်ကြောင့်အခုလိုမျိုးရလဲမျိုးထွက်ပေါ်သွားခဲ့တာဖြစ်ပါရင် ဒါပေမဲ့ထွန်းမြောက်အနေနဲ့သူဘာကောင်လဲဆိုတော့တန်တုံကိုပြားသွားနိုင်ခဲ့လို့ဆိုရမှာဖြစ်တယ်လို့တန်တုံအတွက်လည်းထွန်းမြောက်ဟာမလွဲကူခဲ့တဲ့ပြိုင်မဲ့ fighter တယောက်ဖြစ်တယ်ဆိုတာကိုနားလည်ဖို့သဘောပေါက်သွားခဲ့ပါမှာဒီကားဒီမှာအနိုင်ရှုံးရလဲတဲ့ပေါ်တဲ့ယာရီအများကြီးရှိပါတယ်တန်တုံကထွန်းမြောက်ရဲ့ fighter ဘွားမှာအမြင့်ဆုံး record ရှိတဲ့ fighter တယောက်ပါတကယ်တည်းကျုံကသူ့ရဲ့ရှေးဆက်မဲ့ fighter ဘွားအတွက်အထောက်အကူအများကြီးဖြစ်စေမှာဖြစ်ပါတယ် အတက်ရဲ့အင်ရောင်အခုမှ19နှစ်သာရှိသေးတာဖြစ်ပြီးတော့နောက်ထပ်တနည်းနည်းလောက်နေထုံးမြအောင်အတွက်အတွေ့အကြုံတွေဆိုတာကလည်းအများကြီးရှိလာခဲ့မှာဖြစ်သလိုအများကြီးတင်ယူပြီးအများကြီးတိုးတက်လာအောင်ပါဖြစ်ပါရင်ယခုပုံစံအတိုင်းရှင်းဆက်နိုင်မှုမျှော်လင့်ရပြီးအတွေ့အကြုံနဲ့တဘာပေါင်းဆက်ကပညာနဲ့ပါထက်ပြီးတော့ပေါင်းထည့်လိုက်မယ်ဆိုရင်ထုံးမြအောင်တောင်ချန်ပီယံအိမ်မက်တရားပြေဝလာဝယ်ရှိနေကြတာပါအပွင့်လင်းဆုံးပြောရင်ဟုတ်ရင်နှစ်ဒီကထုံးမြအောင်နဲ့ပတ်သက်ပြီးအများကြီးမျှော်လင့်မလာခဲ့ပေမယ့်အခုကမှတော့ထုံးမြအောင်နဲ့ပတ်သက်လို့မျှော်လင့်ချက်အိမ်မက်တရားတနည်းနည်းတစ်ချိန်ချိန်မှာပြေဝလာဝယ်ရှိနေကြတာပါ ဘာကြောင့်လဲဆိုတော့လက်ရှိအသက်အရွယ်နဲ့လုံပြနေကြတာစွမ်းဆောင်ပြနေကြတာတွေကတကယ်ကိုအမကန်အားသင့်စရာကောင်းနေကြတာဖြစ်ပြီးရွေးရလဝေးကနေပေါပွားလာခဲ့တဲ့လူငယ်ဖိုင်တာတယောက်အနေနဲ့ဝမ်ချန်ပီယံရှစ်လို့ဆင်မြင့်ထက်မှာအောင်မြင်မှုမှတ်တမ်းကိုရေးထိုးသွားနိုင်မလားစောင့်ကြည့်သွားရမှာဖြစ်ပါတယ်သူမြဟာရွာလဝေးကနေကြီးပြင်းလာခဲ့တဲ့တယောက်ဖြစ်တဲ့အတွက်သူ့ရဲ့ဒိုးတက်မှုတွေသူ့ရဲ့စွမ်းဆောင်ရည်တွေဟာချက်ချင်းနိုင်ငံဆိုလိုပြောင်းလဲသွားတာမျိုးတော့မဟုတ်ဘဲနဲ့ဖိဖိချင်းအချိန်တစ်ခုရလာတဲ့အခါငွေထိုင်းနဲ့ပတ်သက်တဲ့ပညာတွေစုံသွားတဲ့အခါသူမြဟာအเจ้าဆရာကောင်းတဲ့ငွေဝေးတကောင်ကိုလိုမြင်တွေ့သွားရွယ်ရှိနေကြတာပါ ကျန်တော့တဲ့ပွဲမှာပထမအခြေကလေးကထွန်းမင်းအောင်ဟာနှစ်ဖူးကွဲသွားခဲ့ပြီးတွေးတွေအလေးလေးနဲ့စီးချနေခဲ့ပေမဲ့သူ့ရဲ့အရှုံးမပေးတဲ့စိတ်နဲ့တူတတိယအခြေပြီးဆုံးတဲ့အထိရှင်းမြိုင်ထိုးတက်သွားခဲ့တာပါထွန်းမင်းအောင်ဟာသူ့ရဲ့ဇဲလုံးလာတွေကိုမလျှော့ခဲ့သလိုသူ့ရဲ့ဂျုံစားမှုနဲ့မရက်တန့်သွားခဲ့တာဘူးအလဲထိုးဖို့ဂျိုးစားခဲ့ပေမဲ့တချို့1 2တွဲလုံးတွေမှာထိချက်တွေသိပြီးမသိကြဖြစ်ခဲ့တဲ့အတွက်ပွဲမသိနိုင်ခဲ့တာဖြစ်ပေမဲ့ထွန်းမင်းအောင်ရဲ့ပါဝါကတော့တော်တော်လေးအားရစရာကောင်းနေခဲ့တာပါအောက်ခြေခံပြင်းနေကတော့သုံးသွားတာမျိုးသိပြီးမတွေးခဲ့ရတာကတော့ထွန်းမင်းအောင်အတွက်အဆင်မကောင်းဖြစ်မိပါတယ် အတော်လေးကိုအနာခံကစားသွားကြတာကိုမြင်တွေ့ကြရပြီးလက်ပြန်စည်းချိန်တန်တော်တက်လုံချချိန်နဲ့ဘွဲကပြီးသွားလို့သာထွမေအောင်တောင်အနိုင်များကြတာဖြစ်ပါရင်လက်ရည်ချင်းရှင်တော့ထွမေအောင်မညံမှုလို့ဆရာမဖြစ်ပြီးတမူလေးကွဲသွားခဲ့လို့သာအခုလိုမျိုးရှုံးဝဲကြုံတွေသွားခဲ့တာပါထွမေအောင်ဒီလိုဆွဲတက်တိမျိုးနဲ့အတွေ့အကြုံတွေထပ်ပေါင်းလိုက်ရင်တကယ်ကိုကြောက်စရာဖိုက်တာတောင်ဖြစ်လာမယ်ဆိုတာအသေးစားပဲလို့သာပြောလိုက်ချင်ပါရင်